အရှုံးကနေအမြတ်ထွက်တော့မယ် United ရဲ့တိုက်စင်မှုရှာဖို့တော့ပရိသတ်များလုံးပဲမိန်လာပါများ Manchester Force ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင် United ကတော့ Cycle လို့ဂျုံမော်ရောက်တယ်ပဲပြောရမလားအရှုံးကနေအမြတ်ထွက်တယ်ပဲပြောရမလားဘလို့ကောင်းစင်တက်ရမလဲမသိပါဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ကိစ္စတွေက Manchester United အသင်းကောင်းမှုအကြီးဖြစ်လာခဲ့တာပါ United ကတော့ Sevilla ဆီကဆိုးရွားလာတဲ့ရာသီအပြီးမှာကစားမသစ်တွေနဲ့အတူအသင်းကိုပြန်လည်တည်ဆောက်ဖို့လုပ်ငန်းစဉ်တွေကိုစတင်နေခဲ့ပါရင်ဘူပါရန်အသင်းရဲ့ Brazil တိုက်စင်ကစားမကွန်ညာကိုခေါ်ယူဖို့လဲ United ကသဘောတူညီမှုရရှိထားပြီးတော့မကြာခင်မှာဆေးစစ်သွားဖို့ရှိနေပါရင် ယူနိုက်တက်ရဲ့အဓိကပြစ်မှတ်ကတော့အထောင်တိုက်စစ်မှုကောင်းကောင်းတူးကိုရှာဖွေနေခဲ့တာပါ။ဒါပေမဲ့ယူနိုက်တက်ဟာယူကရက်အိုစီဟန်တို့ကိုကြော်ဖြတ်ပြီးအင်းဆွေတိုင်းစစ်မှုဒီလက်ကိုပဲအသေးအံလိုက်နေခဲ့တာပါ။ဒီလက်ကလူငယ်တိုင်းစစ်မှုတူးဖြစ်ပြီးတရားသည်မှာမှ ဆယ်ကိုပက်ချလည်းပဲတင်းယူနိုင်တဲ့တိုက်စင်မှုပါပြောရမယ်ဆိုရင်လက်ရှိတိုက်စင်မှုကွာလည်းနဲ့အများကြီးကွာခြားချက်မရှိပဲတိုက်စင်မှုပါကံကောင်းကျင်တော်ဒီလက်ကလည်း United ကိုမလာပဲ Champion League ကစားခွင့်ရထားတဲ့ Chelsea တင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်ဒါကြောင့် United နဲ့ဒီလက်တွဲရဲ့ပြောင်းရွှေ့ကဖြစ်ပေါ်မလာခဲ့ပါဘူး Arsenal တင်းကလည်းလိုင်းစင်တိုက်စင်မှုဆက်ကိုနဲ့ချိတ်ဆက်နေလို့ United အနေနဲ့ Yoga ရဲ့ Osihan တို့ကိုပဲဈေးကွက်ထဲမှာကြန့်ရှိနေတော့ပါပါဒီလိုပေါ်ရင်ကြီးမားတဲ့ကစားသမားတွေကိုခေါ်ယူဖို့ United အနေနဲ့ဥရောပဝင်ခွင့်မရပဲခေါ်ယူဖို့ခက်ပါတယ်ဒါပေမဲ့အသင်းရဲ့နာဂတ်အစီအစဉ်တွေကိုတင်းချာပြပြီးကစားသမားကိုစီးအောင်နိုင်ရင်တော့အပြောင်းရွှေ့ကဖြစ်လာနိုင်ပါတယ် ီနေ့ကိုမြားခင်တာကအစိုးရကအကောင်းနေဖြစ်လာဖို့လို့ပဲတတ်မှတ်ရမှာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်အားကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ